အားလုံးအမင်္ဂလာပါခင်ဗျာဘာဆလန်အမန်နေကြိုဆိုပါရယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်ပွဲလေးကတော့အဲကျွန်တော်တို့မင်းညာရှင်မြန်ကစားသွားခဲ့တဲ့ Real Oviedo နဲ့ဘာစီလိုနာရဲ့ပွဲလေးပဲဖြစ်ပါတယ်ဒီပွဲလေးမှာကျွန်တော်တို့ဘာစီလိုနာအနေနဲ့အဝေးခွေးမှာတွားရောက်ပြီးတော့3-1ဆိုတဲ့အနိုင်နဲ့ရရှိခဲ့ပါတော့ပုံမှန်လည်းပြောမယ်ဆိုဘာစီလိုနာအချိန်တိုင်ရင်ပြန်လာတာပါပဲဒါကိုညင်းလို့မရဘူးပေါ့နော်ဘာစီလိုနာကျွန်တော်ပွဲကျူမှာပြောခဲ့တဲ့အတိုင်းပဲတယောက်မှမကျန်အကုန်ကျွန်တော်ကမ်းမခဲ့တဲ့အတိုင်းပဲပေါ့နော်ဘာစီလိုနာရဲ့လိုင်းကထွက်လာတယ်ကူဘာစီနဲ့အရာဟိုရဲ့အတွက်ထွက်လာတယ်ကွန်တီနီယာမှာအရစ်ကာစီယာဝင်လာတယ် ဆိုတော့ကကွဲလက်နှစ်ယောက်မှာ Frankie Dia မပါဘူး Marcus Rashford နဲ့ Pedri အတွဲပါလာတယ်ဒီတိုက်စစ်မှာတော့ကျွန်တော်တို့ဒီ attacking midfield မှာ Danny Omo ပါဝင်တယ် left back မှာကျတော့ Marcus Rashford နဲ့ right wing ကမှာတော့ Rafinha ဒီတိုက်စစ်မှာတော့ကျွန်တော်တို့ Ferran Torres ကဦးဆောင်လာတယ်ပေါ့နော်ပြီးတော့ပထမပိုင်းမှာဆိုရင်ကျွန်တော် Barcelona အနေနဲ့ဒီကွဲလက်မှာအသာစီးဘောလုံးကင်ထားသည့်တိုင်အောင်ကျွန်တော်တို့အနေနဲ့တော်တော်ကိုပြပြရရခတ်သွားတယ်ပေါ့နော်ကျွန်တော် Marcus Rashford အနေနဲ့တော်တော်ကိုပြပြရရခတ်သွားတယ် တဖက်ကစားသမားရဲ့ presenter ကိုမကဆက်တို့အနေနဲ့မခံနိုင်ဘူးပေါ့နော်ပုံလည်းပြောမယ်ဆိုရင်တော့တဖက်ရဲ့ဒီတိုက်စစ်ရဲ့ presenter ကိုနောက်ပြီးမကဆက်တို့မှာအာနေဂျက်ဆိုတာသူကအဲသူလူကောင်သေးတာတော့ထားပါတော့တဘောပြောနော်ဒီ Pedro လည်းရှိသေးတာပဲဒါပေမဲ့သူကဘောလုံးကိုအရင်ခြေတော်တက်မှအရင်မကင်ထားနိုင်ဘူးပေါ့နော်ဒီ Frankie Dion တို့လိုဘောလုံးကိုအဲ့လောက်ကြီးမကင်ထားရဲဘူးပေါ့ပုံနဲ့ပြောမယ်ဆိုရင်တော့เนาะပထမပိုင်းမှာဆိုရင်ဒီကျွန်တော်တို့ဘာစီလိုနာလာဒတိုင်းတိုင်းကစ်တာပဲ မကရဖိုလို့ဆိုရင်ပွဲစဉ်17မိနစ်တို့မိနစ်30တို့မှာမကရဖိုကိချက်ကြီးတွေကြောက်ဖို့တောင်းတယ်ပွဲစဉ်17မိနစ်မှာဆိုမကရဖိုကိချက်ကြီးကဒီဂိုးသမားအနေဥပကဂိုးသမားတောင်မှဂိုးစီးတဲ့ရောက်သွားတဲ့အနေထားဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အကံကောင်းစွာနဲ့ပဲမကရဖိုဟိုကမဝင်ခဲ့ဘူးနောက်ပြီးရာဖင်ညာကိုကလည်းတိုင်ထိသွားတဲ့အကြောင်းကျွန်တော်တို့လည်းနစ်နာရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဂိုးသမားရူရန်ကာစီယာသူအမားဆိုဒီတိုင်အောင်ဒီအမားလို့လည်းပြောလို့မရဘူးသူကတော့ရှင်းထုတ်ရမှာမယ် ဒါပေမဲ့သူပေးလိုက်တဲ့ဘောလုံးကဒီရှင်းထုတ်ပြီးတော့ clear out လုပ်ပြီးတော့ဒီပေးလိုက်တဲ့ဘောလုံးကပေါ့နော်မက်ကဆာရိုရှိကိုတော့ပေးလိုက်တာပဲဒါပေမဲ့တစ်ဖက်ရဲ့ကိုယ်လည်းကစားသမားရှိကိုရောက်ပြီးတော့ဒီကစားသမားလည်းဒါတိုက်ပဲတက်ပြီးတော့ကန်ခဲ့တာပေါ့နော်ကျွန်တော်တို့1စီပထမပိုင်းမှာအဲပထမပိုင်းတစ်ပိုင်းလုံးတော့ကျွန်တော်တို့ရုံးကန်နေရခဲ့တယ်ပေါ့ဗျာကျွန်တော်ဘုံဝင်လေးပြမယ်ဆိုတော့ real ova ဒိုရဲ့ပွဲတွေကိုကျွန်တော်အနေနဲ့ပထမပွဲတွေမှာမကြည့်ဖြစ်ဘူးဒါပေမဲ့သူဟာစူးပွဲမှုအကောင်းနဲ့နောက်ပြီးဒီအတွေ့အကြုံရှိတဲ့ကစားသမားတွေပေါ့နော်တော်တော်မမထန်ထန်ကစားနိုင်တဲ့ဒီအသင်းလေးကလေအဲဖိုဖိုဝမ်ဝမ်ဆိုပေမဲ့သူ့ရဲ့ဒီဒီ ဖန်ဆင်းမှာတော့442ဆိုတော့ diamond shape နဲ့ပြန်ပြီးတော့ဒီ defensive ဆော့တယ်ပေါ့နော်။နောက်ပြီး Barcelona ဒုတိယပိုင်းမှာဆိုကျွန်တော်တို့ Barcelona ရဲ့ဒီကျွန်တော်တို့ high line တွေကိုလည်းသူကြော်ဖြစ်တာတော်တော်ကိုလှရတယ်ပေါ့နော်။ပထမပိုင်းမှာဆိုရင်ကျွန်တော်တို့1-0နဲ့ချုံနေတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကဘယ်သူလိုအနေပြီးဆိုတာဆိုတာကျွန်တော်တို့သိတယ်။နီးပြာကြီးရဲ့ဒီတန့်ပြီးတော့ဘာမှပြောမနေဘူး Frankie Dion တန့်ထက်ပြတယ်ပထမပိုင်းမှာအစမှာပဲ Marcus တို့ထုတ်တယ်ကျွန်တော်ကြိုက်တာအဲ့ဒါပဲကျွန်တော်တို့ကြီးနေတဲ့လူတွေကကျွန်တော်တို့ကြီးနေတဲ့ညီကိုတွေအနေနဲ့ဒီဘက်ကစားသမားကတော့ဒီ ဆင်မပြေတော့ဘူးဆိုရင်တိနေပြီဆိုရင်မကြောက်ဘူးဟန်စီဖီလက်ကအများဆုံးထားရင်ပထမပိုင်းတပိုင်းပဲတက်ပြီးတော့ထုတ်ပြီးဒီဖရန်ကီတီယံဝင်လာတယ်ပေါ့နော်ညီကိုတို့တည်းအတိုင်းဖရန်ကီတီယံဝင်လာပြီဆိုတော့ဖရန်ကီတီယံနဲ့ပဲဒီအတွေ့ရတော့ဒီကစားတစ်ဖက်ဒီပွဲကိုထိန်းချုပ်သွားပြီပေါ့နော်ထိန်းချုပ်သွားတဲ့အနေအထားမှာဒီပွဲစဉ်56မိနစ်မှာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့နောက်ခံကစားသမားရိုနယ်အရာဟိုခင်းပြီးတဲ့အလုံးကိုဖရန်တော့ရဲဟာဘယ်ရှိတော့လေးနဲ့မြှောက်ပြီးတော့နောက်ပြန်ကန်ချက်နဲ့ကစ်ကစ်ချက်နဲ့သူကန်ခဲ့တဲ့ဒါပေမဲ့ဂိုးကမဝင်ခဲ့ပဲနဲ့ ဒီကိုဘောလုံးလေးဟာဒီတောင်းနားလေးထိရောက်သွားပြီတော့ကျွန်တော်တို့ဒီနောက်ကကစားသမားပဲအရီကာစီယာနေပြီးတော့ပိတ်သွင်းလိုက်တယ်ပေါ့နော်ဒီလိုနဲ့ပဲတပတ်ကတသိန်းရလဲ65မိနစ်မှာလူစားရဲလဲခဲ့တယ်ကျွန်တော်တို့ကလည်း66မိနစ်မှာရာဗင်ညာကိုထုတ်ပြီးတော့လွန်ဒေါစကီကိုထည့်တယ်ဘာဖြစ်လဲဆိုတော့လွန်ရာဗင်ညာလည်းနည်းနည်းသူညာဘက်ခြေတော့မှာနည်းနည်းလေးထိုင်ရအသေးစားလေးရခဲ့တယ်လို့ကျွန်တော်သတင်းကြရပေါ့နော်မကြောက်ဘူးပွဲစဉ်80မိနစ်ပေါ့နော်၄မိနစ်ပဲကြာတယ်လွန်ဒေါစကီကိုဖရန်ကီတီယံမှတင်ပေးလိုက်တဲ့အလုံးလေးဟာတော်တော်ကြီးကိုအမှုပညာမြောက်တယ်ပေါ့အဲ့ဒီလွန်လွန်ဒေါစကီကလည်းဆက်ပြားစစ်ဒီ ီတောင်ချင်းလေးတဲ့ကိုခေါင်းနဲ့လှမ်းပြီးတော့တိုက်လိုက်တာဒီနောက်ခံကစမအရိပါလီကိုသူကြော်ပြီးတော့ခေါင်းတိုက်သွားတာတော်တော်ကိုလှတယ်ဗျာ2 1ကျွန်တော်တို့အနေနဲ့ကတော့အဲ့ဒီဂူလည်းရှုပြီးတော့တစ်ဖက်တည်းကကျွန်တော်တို့ပြန်ပြီးတော့ဖိဖိတယ်ဗောနော်လူစားရဲ့လဲပြီးတော့ကျွန်တော်တို့ကလည်းဒီဖိတဲ့အနေထားမှာသူဘယ်ဘယ်ရှမ်းနေကိုလဲဆိုတော့ဒီအားနေတဲ့ဂျရမတင်ဘက်ရှမ်းနေပြီးတော့တောက်လျှောက်ကိုဖောက်တာဖောက်တဲ့အနေထားမှာကျွန်တော်နီးပြက်ရဲလည်းတိတယ်တန်းပြီးတော့ဂျရမတင် ထုတ်ပြီးတော့ဟူလက်စကွန်တွေထည့်ပြတာဒီဗောနော်ကျွန်တော်အဲရီကာစီယာကိုလက်ဖက်မှာပြန်ပြီးတော့ပြောင်းဆော်စေတယ်ဗော တော့ကျွန်တော်ကြိုက်တာအဲ့ဒါပဲနေပြအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ Hansi Philip မတိုင်ခင်ကျွန်တော်ဇာဘီဟန်နတက်ဆိုရင်တွေ့ဝေးနေတာတွေ့ဝေးနေတာပွဲတစ်ပွဲကိုလူစားထဲမလားမထဲဘူးလားသူ့မှာဒီဆုံးဖြတ်နိုင်စွမ်းက Hansi Philip လောက်ပြတ်သားဘူးပေါ့နော်ဒီပွဲစဉ်မဖတ်နိုင်ဘူးစကန်ဖတ်ဖို့ရတော်တော်ကိုကြားတယ်ပေါ့ဒီဘယ်သူထဲရမလဲပွဲစဉ်60 65 85 80အဲ့လောက်တိမှပဲသူလူစားလက်မှုလို့ပြောလို့ Hansi Philip ကတော့မရဘူး အများဆုံးပထမပိုင်းတစ်ပိုင်းပဲကျွန်တော်တို့ကြည့်နေတဲ့လူပဲကစားသမားကနည်းနည်းအားနည်းလာပြီဆိုရင်သူလည်းတက်ပြီးတော့ထုတ်ပြထားပဲတခါကြီးကျရင်ကျွန်တော်တို့အနေနဲ့တော်တော်အံ့ဩရတယ်ပေါ့နော်ငါတို့မကောင်းတော့ဘူးလို့ထင်တဲ့လူသူတက်ထုတ်ထုတ်ပြထားဆိုဘလို့များလဲပေါ့နော်ဒါမှသူကတော့ပိုးတောင်တီးသေးတာပေါ့နော်ကျွန်တော်တို့ကြည့်နေတဲ့လူတွေမက်ကရက်ဖိုးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီပုံစံ88မိနစ်မှာတောင်းကံပေါ်ကနေပြီးတော့ဖြတ်တင်ပေးလိုက်တဲ့လုံးတော့ကျွန်တော်အတင်းကောင်းဆောင်တော့ရောခေါင်းတိုက်သွင်းခဲ့တယ်ပေါ့နော်ဒီကိုကလည်းသူကဒီအောင်ဝက်ခံတဲ့နေရာမှာလည်းရှောက်ဆိုပြီးတော့ဒီလက်လေးထောင်ပြီးတော့ဘာဖီအတွက်ရည်ညွှန်းခဲ့တယ်ပေါ့နော် တကယ်ကိုလှပခဲ့တယ်ပေါ့နော်မက်ဂရက်ဖူအနေနဲ့ကလည်းဒီနေ့လက် assistant တလုံးရလိုက်တယ်မက်ဂရက်ဖူကလည်းသူဘယ်ရမ်းမှပထမဆုံးနေတဲ့အချိန်မှာတော့တော်တော်ကိုခြေစွမ်းပြခဲ့ဒါပေမဲ့လည်းဒီ right wing ကပဲပြောင်းဆက်တဲ့အချိန်မှာတော့သူတိတ်ပြီးတော့ခြေစွမ်းမပြနိုင်ဘူးဒါပေမဲ့လည်းဘောလုံးနေပြတ်တာတော့မဟုတ်ဘူးပေါ့နော်သူအဲနောက်ပဲပြန်ပြန်ပေးတယ်ပေါ့နော် hulas conte ကိုဆိုတော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးပဲ minute 60ရောက်သွားတယ်ပေါ့ဗျာ max barnel ဝင်လာတယ် battery အစား ဘက်တရီအစားမှာဒီ Unreal Crisisan ကိုဒီ Microphone နေရာမှာထည့်တယ်ပေါ့နော်။ Microphone ဒါမှမဟုတ်လဲဒီ Unreal Crisisan ကတော့ကျွန်တော် Defensive Midfield ပဲပြန်ဆော့ရပေးတယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးနဲ့ပဲကျွန်တော်တို့ Barcelona အနေနဲ့ကမ်ပန်းနဲ့နိုင်ရရှိခဲ့တယ်။ဆိုတော့ကျွန်တော်တို့6ဘက်ကစားပြီးတဲ့အချိန်မှာရမှတ်16မှတ်နဲ့ Real Madrid ကိုနှစ်မှတ်အကွာနဲ့ကျွန်တော်တို့ PR ပေးထားတယ်ပေါ့နော်ညီကူတို့။တို့အနေနဲ့ကျွန်တော်ရဲ့ YouTube Channel လို့လည်း Subscribe လုပ်ခဲ့ကြပါအောင်။ကြီးကျူပေးတဲ့ညီကူတယောက်ရှင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်တို့ဒီဘေးကအတန်တွေဆူညံတာတွေငှက်တန်လေးတွေပါပြီဆိုလဲကျွန်တော်တို့တီးခံပေးကြပါအောင်။အဲကျွန်တော်ရဲ့ Barcelona ပရိသတ်တွေအားလုံး ျေးဇူးအများကြီးတင်ပါတယ်ဗျာညီကိုလို့နော်